ခုနှစ်ရက်ခုနှစ်လီမွေးနေ့စတူဒီတာကျွေးခဲ့တဲ့စီဖြိုးမီခင်တော်တီသေးဝင်ပြည်သက်ကြီးစီဖြိုးမီကတော့မြန်မာတီမဟုတ်ဘဲတချိန်ကထိုင်းနိုင်ငံထဲမှာနာမည်ကြီးခဲ့သူဖြစ်ပါရင် သူမကြားမြင်ဆရာမကြီးတယောက်ဖြစ်ပြီးသူတို့မျိုးရိုးကလည်းကြားမြင်ဟောတဲ့မျိုးရိုးဖြစ်ပါရင်တချိန်ကကဘာမှာပါနမဲကြီးခဲ့တဲ့ကြားမြင်ဆရာမအီတီရဲ့ညီမလေးလည်းဖြစ်ပါရင်တားဖြစ်သူစီဖြိုးတဲ့နမဲရောအရာရောဂုံရပါကြောက်ကြပါရင်သူမဟာငယ်စဉ်ကချွတ်ချွတ်တက်တက်နီလာခဲ့ရပြီးအခုခါမှာတော့ကြီးကြီးတက်ချမ်းသာလာခဲ့ပြီးအလူတဲရေရောကအလူကြီးများမကြာခဏပေးလေးရှိပါရင် အခုဆိုရင်တော့ဒေါ်တီတီဝင်းဟာတာမန်တထေးကြီးတွေထက်တောင်လုံးနဲ့မွေးနေ့လူပွဲကိုလည်းမနေ့တနေ့ကကျင်းပခဲ့တာဖြစ်ပါတယ်။သူမလူမွေးနေ့ပွဲရဲ့ထူးခြားပုံဟာတောက်စားပျော်ပါကောက်ခုံနေကြတဲ့လူတွေတယောက်မှမပါဝင်မင်းအလေတန်းစာနဲ့အောက်ခြေလူတန်းစာတွေအတွက်ကြီးမားတဲ့လူကြီးကိုပေးခဲ့သူဖြစ်ပါတယ်။ ဒေါ်သီတင်ဝင်းဟာခုဆိုရင်အသက်62နှစ်ပြည့်သွားခဲ့ပြီးတော့သူမရဲ့လုံမလုံသက်နှစ်20ကျော်ကြာကြိုးစားတဲ့သူကို300တန်းတိုက်ခန်းကြီးကိုလက်ဆောင်ပေးမယ်လို့လည်းပြောခဲ့တာဖြစ်ပါတယ်။သူမရဲ့မွေးနေ့ရောက်တော့လုံသက်အကြဆုံးဖြစ်တဲ့ဝေဒန်းကိုရွေးချယ်ပြီးတော့350တန်းတိုက်ခန်းကိုလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ အပြုံးနှင့်လုတ်ကိုတသိပြခဲ့တဲ့ဒေါ်တီတီဝင်းဟာသူမရဲ့လုပ်ငန်းအတွက်အခြားသောစုတွေကိုလည်းပေးခဲ့ပါသေးတယ်။သူမရဲ့မွေးနေ့ဟာခုနှစ်ရက်တာကျင်းပခဲ့ပြီးစတူဒီသားကျင်းမွေးခဲ့တာပါ။အနေနဲ့ရက်ကလာရောက်စားသောက်ကြပြီးအချို့ဆိုရင်တော့ဒီလိုမစားရတာကြာပြီလို့တာမှပြောကြပါရီ။အဲ့လိုပြောတဲ့နေ့ကျတော့စိတ်မကောင်းစွာနဲ့ပဲပထမက9ရက်ကျင်းပတာကနေအခု9ရက်ထပ်တိုးကျင်းပခဲ့သူဖြစ်ပါရီ။ဒေါ်တီတီဝင်းဟာသူမရဲ့အလူပွဲမှာလာရောက်လုပ်ကင်ပြီးတဲ့ဝေယဝိဆလူတွေကိုအယံအာနာနေတာပါ။သူတို့လည်းပင်မနေဒါပေမဲ့ င်မင်းကြရလို့မငင်းညူပဲနဲ့ကုသိုလ်ထူကုသိုလ်မြတ်ကိုလိုချင်လို့ကုညီပေးတာဖြစ်ပါရင်မရှိတဲ့သူတွေကရှိတဲ့သူတွေကပါလာရောက်စားတောက်ကြပြီးတော့တရက်တရက်လိုအပ်ရောက်3000ကျော်လောက်လာစားကြပါရင်ဒီလိုမြေခွေးတွေကိုဒေါ်တီတီဝင်းကကြည်နူးပီတူဖြစ်ပြီးပြီးတော့ညီငယ်ကြရပါတယ်လို့ပြောခဲ့တာဖြစ်ပါရင်သူမရဲ့လူကိုလာစားကြတာ တကြီးပဲအိုးဆုံးပါပြီလူတန်းရှိကြီးနဲ့တန်းစီပြီးတော့လာစားကြတာတချို့ဆိုရင်နေမကောင်းတဲ့လူမမာရီတောင်မှရှိတယ်သူတို့လည်းလာစားကြတာတော့ကုညီပေးပါရင် ကြားထဲမှာညံ့နေတဲ့အသက်80ကျော်ရွယ်လေးကိုဥစားပေးပြီးတော့ရှေ့ခေါ်ထုတ်ကလာရောက်စားသုံးခိုင်းပါတယ်လို့ပြောပြခဲ့ပါတယ်။သူမရဲ့ဆိုင်ကဝန်ထမ်းအနေနဲ့သူမကိုချစ်တဲ့သူတွေကလာရောက်အားပေးကြတော့သူမရဲ့နေမကောင်းတာတွေတောင်မှပျောက်သွားရလို့ဆိုပါတယ်။လွန်ခဲ့တဲ့တလားကစိတ်ယုံတက်နေမကောင်းဖြစ်နေတော့စိတ်တက်ကြရရရှိရေ။ဒီတော့ဒီလိုလူပဲကြီးပေးမယ်လို့စိတ်ကူးလိုက်ပြီးလှုပ်ဖြစ်လိုက်တာပါ။ပါတီပွဲတွေ မွန်ယူပြောပါနေရတဲ့ကျင်းပတာထက်ဒီလိုပလူပွဲကြီးကိုကျင်းပရတာအရန်ခေါ်ယူပါတယ်လို့ပြောဆိုထားတာဖြစ်ပါတယ်။ဒေါ်စီတေဝင်းဟာလာရောက်စားတော့တဲ့ကလေးလေးရဲ့ပြောစကားကိုကြားပြီးတော့ဝန်내ခဲ့ပုံကိုလည်းပြောပြခဲ့ပါတယ်။ကလေးလေးကထမင်းစားပြီးတော့ပကံစီးတဲ့နေရာကိုရှောက်လာပြီးအချားပကံလေးနဲ့ကျန်တာလေးကိုယူလို့ရမလားမေးတော့စိတ်မကောင်းစွာနဲ့ပဲ ဘူးလေးနေနဲ့ထက်ထည့်ပြီးတော့သူတို့ရဲ့အိမ်တွဲထည့်ပေးလိုက်တာပါဒီလိုစိတ်ထားပြေဝပြီးတော့ခုနှစ်ရက်ခုနှစ်လီကျင်းဝေးခဲ့တဲ့ဒေါ်တိတီဝင်းနဲ့စီဖြိုးတို့တမိသားစုလုံးကိုနက်လူသားတို့ခေါ်ကြပါစေနော်အလုံးမကြီးဒေါ်တိတီဝင်းအပေါ်မှာမျက်ချက်လေးတွေပေးခဲ့ပေးပါအောင်ရှင်အားပြီးနောက်ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီရီနုပညာရှင်ရဲ့ဒင်းနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီလိုအောင်နဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်